ဖုတ်ဘောမှာစားရပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ Northern Forest နဲ့ Manchester City ပွဲကိုတုံးသက်တောင်းရပါတော့ဆိုတော့ Northern Forest တစ်ချိန်ကတော့ English Bowling Club ရဲ့ဒါအင်အားကြီးအသင်းအသင်းအကောင်းဆုံးအခင်းတွေကတင်းတင်းဒါပေမဲ့နောက်ပိုင်းမှာ Downshot Northern Forest ဟာကျွန်တော် Premier League မှာတော့မှမမြင်ရတဲ့အသင်းမျိုးဖြစ်ခဲ့တယ်အခြေအနေတွေစိုးရွားခဲ့တယ်ဆိုတော့အခုတန်းပြန်တက်လာရင်းနဲ့လေတန်းဆင်းရမလို့တန်းဆင်းရမလို့ယာတီတွေကိုဖျက်ဆီးနေတယ်ဒီယာတီမှာတော့ ါ Champions League ဝင်ခွင့်ဥရောပကိုသူတို့တကြောပြန်ခီးနှင်မဲ့အနေအထားကိုတော်တော်နှီးသက်သွားပြီလို့ပြောလို့ရတယ်။ Northern Forest အနေနဲ့ဒီလက်ရှိ Champion ပေါ့နော်ဒီ Premier League ပြိုင်ပွဲသို့မဟုတ်ဒီထားပါတော့ Premier League ပြိုင်ပွဲပေါ့အစအမြင့်ဆုံး Dan League အတန်းကအသင်းတစ်သင်း Champion အသင်းတစ်သင်းကို1994ဒသမကတည်းကလုံးဝမနိုင်ဘူး။သူတို့အနေနဲ့နှစ်စဉ်နှစ်တိုင်း ဒါ Premier League မှာကစားတဲ့အခါမှာကစားခွင့်ရတဲ့အခါတွေမှာအမပီးလက်ချန်ပီယံအသင်းတွေနဲ့ဟိုပွဲတွေကစားခွင့်ရခဲ့တယ်နိုင်ပွဲတွေမရခဲ့ဘူးအခုတော့ပထမဆုံးနိုင်ပွဲရသွားပြီဒီရာသီမှာထူးထူးခြားခြားပဲဒီ Liverpool ကိုလည်း Anfield မှာသူတို့ဒါဆက်စားပပအနိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ကျွန်တော်တို့မြင်ရတယ်အဲဒီတော့ကလည်း Hassan Odoi ပဲအခု Manchester City ကိုအင်္ဂလိပ်မှာအနိုင်ရခဲ့တယ်တကယ်ကစားတာတကယ်ကောင်းပါတယ် Northern Forest ဟာ Manchester City အသင်းကိုဟိုပြောမဆိုရင်သူတင်ကိုတွေမဲ့ခြေတူပဲ Manchester City ကဘောလုံးကင်ထားတာကလွဲပြီးတော့ဟိုဘာမှတိတ်ထူး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  Northern Forest တက်ပို့အားကောင်းမနေဘူး City ကကိုနဲ့အဆင့်တူအသင်းတသင်းကိုကစားတယ်လို့ they sorry Northern Forest ဟာ City ကိုကစားတဲ့အခါမှာကိုနဲ့အဆင့်တူအသင်းတသင်းကိုကစားသူပဲကစားသွားတာပဲဒါပေမဲ့ City ကဘောလုံးကင်တာကောင်းတဲ့အသင်း City ရဲ့ possession နဲ့ play ပြီးတော့ possession football ဆိုတော့ဒီအရာတွေကိုရင်ဆိုင်ဖို့အတွက်လုံလောက်တဲ့အခြေအနေလိုအပ်တဲ့အခြေအနေတွေကိုပြင်ဆင်ပြီးတော့တကယ်စည်းကမ်းရှိရှိနဲ့စီစနစ်ကြကြနဲ့တကယ် tactical discipline အပြည့်နဲ့ defensive awareness အပြည့်နဲ့ကစားသွားရင်းနဲ့အနိုင်ကိုရှာဖွေသွားတာပဲဒုတိယပိုင်းပထမပိုင်းကနည်းနည်းလေးတော့ boring ဖြစ်တယ်ပွဲကြည့်ရတာပေါ့နော်ဒါလေးပွင့်လင်းပြောရရင်တော့ Manchester City က final third zone မှာ ဘလိုလားအတက်ပါစ်တွေများနေခြင်းနဲ့လဲဆိုင်နေနောက်တစ်ချက်က force ရည်ရွယ်ချက်ကလည်းသူတို့အတက်နိုင်ဆုံးကုမပြအောင်ကစားမယ်ဆိုတဲ့စိတ်မျိုးဘလိုခန်စစ် line ဟာ combat ဖြစ်ပြီးသားကျစ်လက်ပြီးသားအဲ့တော့မှဒီ queen level double pivot ဟာလည်းဒီခန်စစ်အတွက်အများကြီးအလုပ်လုပ်တယ်ခန်စစ် line ကကစားသမားတွေနဲ့ distance ကိုအများရန်ချိန်ထားတယ်ဟိုဘလိုခေါ်မလဲအလွတ်မတက်သွားဘူးအလွတ်မလှုပ်ရှားဘူးအများနဲ့အနောက်ကအခြေအနေကိုလှည့်လှည့်ကြည့်ပြီးကစားရတဲ့သူတွေဖြစ်သလို Morgan Gibson White ကလည်း လောအားလုံးအရင်ကောင်းတယ်ဆိုတော့ Morgan Gibson White ဆိုဒီဘက်မှာအဓိကသူ့ရဲ့ guide 80 pass ဆိုတော့ကျွန်တော်တို့ကဘောလုံးကွင်းကိုဒီလျားလိုက်ကိုပဲအဲကွင်းရဲ့အရှိပေါ့နော်ဒီအရှိကိုပဲကြည့်မယ်ဆိုရင်တော့တရားရှိတယ်ကျွန်တော် line အတိုင်းသွားမယ်ဆိုရင်တော့ဒီ Gibson White ကနေပြီးတော့ Hassan Orvice ကိုပေးလိုက်တဲ့ line က guide 30လောက်ပဲရှိနေမယ်လိုင်းအတိုင်းဆိုတော့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒီဘက် တောင်းကနေဘယ်ခံစစ်ဘယ်ကျန်းတောင်းကနေဒီညတော်မှာတိုက်စစ်တောင်းကိုဒါယာဂွန်နဲ့ဖြတ်ပေးလိုက်တဲ့ကျွန်တော်ဒါမျိုးကိုဒီဟိုဟောလိဝုဒ်ပတ်လို့ပဲပြောမလားဒါယာဂွန်နဲ့ပတ်လို့ပဲပြောမလားလောင်းပတ်အရှိတကယ်ဂိုင်း90ပတ်ကိုအဲ့ပတ်အာ as an ory ပြေးလာမဲ့ space ထဲကိုကွက်တီလဲကြရတယ်ကွက်တီလဲရောက်တယ် Manchester City ခံစစ်ကစားသမားတွေကိုကမိုးရှူလို့နဲ့အနောက်ကိုအစင်းပြေးရတယ်ကိုကိုဘောက်ကိုမြန်တဲ့ကျန်းသာကြီးပြေးရတဲ့အခြေအနေကိုလဲဖန်တီးတယ် အဲ့ဒီအနေထားကနေပြီးတော့တာဟာသန် alright တွန်းသွားတာပေါ့ဆိုတော့ဟိုတွန်းသွားတဲ့ဒီကိုတွင်းပုံကလည်းတော်တော်လေးချစ်ကျူးဖို့ကောင်းတယ်ပေးသွားတဲ့သူရဲ့အရေးအသွေးကလည်းတော်တော်လေးချစ်ကျူးဖို့ကောင်းတယ်တကယ်ကိုဟိုတွန်းသွားတာတော့မဖြစ်ဒီလိုတောင်းကျင်းမျိုးကကံမယ်လို့မထင်ဘူးအဲ့မထင်ခြင်းကပဲ Edison ကိုဟိုဘလော့ကောမလဲသုံးဖြတ်ချက်နှောင့်နှေးသွားစေတယ်လို့လည်းပြောရမယ် Gavardio အနေနဲ့လည်း အဲ့ဘက်ကိုသူပြန်ထွက်မယ်လို့မထင်ဘူးမန်ချက်စတာစီးတီးခံစစ်ဒီဘော့စ်တင်းမှာစောင့်နေတဲ့ကစားသမားတွေလည်းဟက်ဆန်အိုရိုင်းအဲ့ကိုထွက်မယ်လို့မထင်ဘူးအဲ့မထင်တဲ့အချိန်မှာလုပလိုက်တယ်လုပလိုက်တဲ့အခါကျတော့လွတ်ထွက်သွားပြီးတော့ကန်တယ်ပြီးတော့အဲရီဆန်ကလက်ကိုဆန့်ထုတ်ပြီးတော့တားပေမဲ့ဂိုးတဲ့ဟိုတော်မှထည့်ပေးလိုက်သလိုပုံစံမျိုးဖြစ်သွားတယ်ဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကမန်ချက်စတာစီးတီးဟာတကယ် real agency ပျောက်ဆုံးနေတဲ့ industry ပျောက်ဆုံးနေတဲ့ not the first ကိုစားတဲ့အချိန်မှာ ကျွန်တော် Alan Haaland isolated ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတာလည်းမနှဲတော့ဘူးဒါပေမဲ့အခုဒီပွဲမှာဆိုပို့ပြီးတော့ isolated ဖြစ်တယ် Haaland စီကိုဘောလုံးမရဘူး Haaland ကအသင်းပေါ်တွေကိုမပန်ပိုးနိုင်ဘူး Savinho ပုံမှန်အဖြစ်ညာတော်မှာကစားတယ်အခုဘယ်တော်မှာကစားတယ်ဘယ်မှာဘယ်နဲ့ညာမှာတွေ့ခုနဲ့လှည့်ကစားတယ် Savinho တော်မှာဘာမှမလုပ်နိုင်ဘူး Phil Foden ပုံမှန်ပဲကစားနိုင်တယ်ဆိုတော့ Manchester City ကိုကြည့်ရတာကဒါအမှန်တိုင်းပြောရင်အရင်လိုကြောက်စရာတိတ်မကောင်းတော့ ်လာမယ့်ရာသီတွေမှာ Manchester City ကပြန်လာအောင်မှာပါဒါတော့ပြောလို့ရရင်ပဲဒါပေမဲ့အရင်လိုပြိုင်ဘက်အသင်းတွေကိုနှွမ်းမိုးတဲ့အသင်းမျိုးနှွမ်းမိုးနိုင်တဲ့ပုံစံမျိုးတော့ City တော်တော်လေးပြန်ပြီးတော့တိဆောက်ယူရမယ်မလွယ်တော့ဘူးလို့လည်းထင်တယ်အသင်းတွေအကုန်လုံးကဟို gap ကတော်တော်ကျင်းသွားပြီအခုဆိုရင် Premier League က Manchester City Arsenal Liverpool ပြီးတော့ဒီ Manchester United Chelsea Newcastle Tottenham Hotspur Aston Villa Nottingham Forest Brighton အစရှိသဖြင့်ပေါ့ ဒီအသင်းတွေအများကြီးနဲ့ Manchester City ကဒီလာမဲ့ရာသီ2000အခုတရာသီကိုမပြောတော့တရာသီသူတို့မပြေးချင်ပဲဖြစ်เสียအကြောင်းလည်းမရှိဆိုတော့ဘာမှပြောစရာလည်းမရှိတော့ဘူး City က Champions League ဝင်ခွင့်ရမရဘူးပဲကြည့်ရမှာရဖို့များတယ်ဆိုတော့မသိတယ်အသင်းဟာနှစ်ပေါင်းများစွာအခြေခံရောက်တိစောက်ထားပြီးတော့ဒီအသင်းဟာတကယ်စနစ်ကျတဲ့အသင်းဆိုတာလည်းသိတယ်ဒါပေမဲ့လာမဲ့ရာသီမှာအဲ့လိုစနစ်ကျအောင်တိစောက်ထားလျက်နဲ့ပဲအရင်တော့ကလိုပြိုင်ဘက်တွေအပေါ်မှာ ဟိုကောင်းတလုံးမကဟိုကြောနေတဲ့အနေအထားမျိုးတော့မဟုတ်တော့ဘူး။သူ့နားကိုလီဗာပူးကဟိုကလပ်ကတောက်လျှောက်လိုက်ကတ်နိုင်တာပဲရှိတယ်။ကျန်တဲ့တင်းတွေပဲသူမှမကတ်နိုင်ဘူး။နောက်ပါကျတော့မီခဲလ်အာထီတာနဲ့အာစနယ်ကပါလိုက်ပြီးတော့ကတ်လာတယ်။ဒါပေမဲ့ကတ်တဲ့ဆိုတဲ့နေရာမှာတော့အော်စီတီကဒီရာသီကြိုးတွေဆိုရင်မပီးထင်မြင်စုတွေ့အပြက်အသက်ရေပန်းစားနေစေဆိုတဲ့အနေအထားမျိုးပဲ။ဘာကြောင့်လဲဆိုတော့38ပွဲရန်စကြီးမှာဖပ်ကွာဒီယိုလာရဲ့ဒီချန်ပီယံဒီဘလိုခေါ်မလဲဆိုယူနိုင်ဇွမ်းကို ့ဘယ်သူမှရှော့မတွက်ရဲဘူးလေလာမယ့်ရာသီလည်းဒီလိုဖြစ်အောင်ပါပဲစီးရီးယားဂျပန်အဆောင်ဆုံးဖြစ်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့အရင်ရာသီတို့အပြတ်သက်ဖြစ်ဖို့တော့မလွယ်တော့ဘူးထားပါတော့ Northern Forest အကြောင်းကိုပြောရရင် Northern Forest ရဲ့ဒီဘက်မှာကစားပုံဒီ Domain Quest တို့ပြီးတော့နောက်ပိုင်းမှာကျွန်တော် Ryan Yates တို့ဝင်လာတယ်အားကိုးရတာပဲဒီဟို Sangari ဝင်လာတယ်အားကိုးရတာပဲတကယ်ဆိုရင်ဒါ Sangari ဆိုရင်အဓိကကစားသမားဒိုင်ယာကျော့ကလာရှိအနာပြီးနောက်ပိုင်းမှာပြန်ကစားတဲ့အချိန်ပြန်ကစားခွင့်မရတော့ဘူးဒီ ဟို Elliot Anderson တို့ပြီးတော့ Domain Quas တို့ကအကောင်းဆုံးပုံစံပြမှာလို့ Sangari တော်မှာအရန်ကောင်မှောင့်နေရတဲ့အနေထားဖြစ်သွားတာ။အသင်းမှာအလုပ်အရန်စူးစားတယ်အရန်စီးစနစ်ကြတယ်တိုက်ပွဲဝင်စိတ်နဲ့ပြင်းထန်တယ်။ဟိုနီးပြရဲ့ဟိုခိုင်းစေချက်တွေ Tactical Discipline တွေကိုလိုက်နာတယ် Instruction တွေကိုလိုက်နာတယ်ဒါဆိုတော့ဒါကတကယ်ထိုက်တန်တဲ့နိုင်ပွဲပါ Manchester City ထိုက်တက်တယ်ရှုံးသွားတယ်ပထမပိုင်းနဲ့ဒုတိယပိုင်းဆိုတော့ဒုတိယပိုင်းကပို့ပြီးတော့ကြီးတော့ကောင်းတယ်အဲပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်အဲဒါပေမဲ့ ဟို Manchester City ဒီဘက်မှာရှုံးဒီဘက်ဟို Kovacic ရဲ့အဝေးကန်ချက်တစ်ချိန်ပေါ့လေအဝေးကန်ချက်ဒါခြေပါကိုဖြစ်ပို့နေစက်ခဲ့မှာကိုဘာပြီးကိုတိုင်ပြီးနာကတ်ထွက်သွားတော့ City ကန်ဆိုးခဲ့တာပေါ့ဆိုတော့ထားပါတော့ဒါတော့ Northern Forest 1-0 Manchester City ပေါ်နေပတ်သက်ပြီးတော့ဒါသုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတယ်ဖော်ပေါ်မှာဆိုင်ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်